ဒါတည်းမှာအဲဂျူလီအရန်သဘောကျတဲ့ချက်ကလုံးဝမိတ်ကပ်မလိမ့်မဲနဲ့အရန်သဘောကျတယ်။အခုကတည်းကလည်းမိတ်ကပ်မလိမ့်မဲနဲ့ရရတဲ့ကားကို confident အရန်ရှိတယ်။လို့ makeup တွေအရင်လိမ့်ရတဲ့ကားတွေဆို worry များတယ်မလှမှာဆိုရုပ်ရင်သွားမှာဆိုမိတ်ကပ်ဘာမှမလိမ့်လေအရင်ကိုကိုကိုသဘောကျလိမ့်မယ်အဲ့တော့ဘာ makeup မလိမ့်ထားတဲ့ကားတွေပေါ်မှာဒီကားကအလားဆုံးကိုကိုကိုပြောရနော်အရင်ကြိုက်တယ်ယူပါဆိုရဲ့ကောင်မှလိမ့်မယ်နော် ဟုတ်ယူပါဆိုတဲ့ကောင်မလေးကိုလည်းမြင်တွေ့ရမှာပါခရီးတာကတော့ယူပါပေါ့ဟုတ်အဲသူကတော့အိမ်မှာလို့အိမ်လို့လုပ်တဲ့ကောင်မလေးပေါ့နော်ဆိုတော့ဒီကားလေးကကျတော့အပြင်ကအဲ့လိုမိကလေးရဲ့အဲစိတ်နေစီတာသမောသမာဝကိုအဲကျူလေးအနေနဲ့အယူပါဆွဲကောင်းပါလေးနေရာနေဝင်ပြီးတော့အောင်းဆုံးပြုတ်ဆောင်ထားတာပေါ့။အဲ့လိုတော့ယောက်ျားလေးဘက်ကတော့အဲ့လိုမြင်တာပေါ့နော်။အင်္ဂလိပ်တွေဘက်ကကျတော့လေ မိန်းကလေးတွေရဲ့အတွေ့အကြုံမိန်းကလေးတွေလည်းခံစားတော့မှာပါအဲ့တော့ဒီကားထဲမှာယူပါပဲဆိုပါလားကိုချမ်းပြရပဲဆိုပါလားသူကဘယ်လိုဘူးလဲဆိုတော့ဟိုပေါ့နော်ဟိုတယောက်နဲ့တယောက်နဲ့အမြင်တူကြမယ်လို့တော့မထင်ပါဘူးဟုတ်အဲ့လိုခံစားမိရဲ့လူပေါ်မှာလိုက်ပြီးတော့ဟို feeling တွေကတစ်မျိုးတယောက်တစ်မျိုးစီဖြစ်မယ်လို့ခံစားမိပါတယ်အဲအမတ်တရကတော့ training 3ရက်ပြီးရဲ့အချိန်မှာသူလေးကဖျားပြီးတော့ တန်မထွက်တော့ဘူးအဲ့တော့ရိုင်းနေတဲ့အချိန်မှာတော့ကိုယ်အတန်ဝင်နေတာပေါ့နော်အတန်နိုင်လို့တော့အကောင်းဆုံးစူးစမ်းပြီးတော့ပြောပေမဲ့တချို့စင်ကတော့အတန်ဝင်နေရတယ်တွေ့ရတယ်အဲဒါမဲ့လည်းဘယ်လိုပြောရမလဲသူကတော့ကိစ္စမရှိဘူးပေါ့နော်သူပါအတန်ဝင်နေတယ်ဒါတခြားကတဲ့ character ဝင်ချင်မှဝင်မှာမဟုတ်ဘူးသူဆိုလာတဲ့တစ်ယောက်နဲ့အတန်မတူကြဘူးလိုပဲသဘောထားပြီးတော့အောင်းကြိုးစားထားတာပါအဲ့လိုမျိုးမိန်းကလေးတွေကလည်းမိန်းကလေးကခံစားချက်နဲ့လိုက်ပြီးတော့ feeling တစ်ခုရတယ် တခြားလေးတွေရဲ့ခြေလေယောက်ျားလေးတွေရဲ့ site နဲ့တိုင်းတာပြီးတော့တကယ်ပဲကိုလိုယုံနဲ့မိမလားဘာလားပေါ့အဲ့လိုမျိုးပေါ့ feeling တစ်ခုရလေ melody ကကြည့်ပြီးသွားရင်တော့ grow up မယ်အဲ့လိုပေါ့ချုပ်လေးကိုယ်တိုင်လည်းအဲ့လိုမျိုးကြည့်ရတဲ့အချိန်မှာဆိုအရန်ကိုဒီကုန်စိတ်လိုရှာပြီးရှက်တယ်ကြိုက်တော့ကဒါအဲ့လိုလေတကယ်တမ်းကျတော့အဲ့လောက်တော့လိုသွားရလားလိုရာလေးလေတွေ့ရမယ်ဂျီဝမ်နဲ့ဂျီခွဲဆရာလေးလေတွေ့ရမယ်ပြီးလို့ရှိရင်အဲ့လိုပေါ့ပြဿနာတွေမှာအင်္ဂလိပ်နဲ့ယောက်ျားလေးနဲ့ဖြစ်ရှင်ဖြစ်ရှင်နဲ့ပြူလာတွေလည်းတွေ့ရမယ် ။ကိုနေဝင်တဲ့ကဂျူလီယက်လေတကယ်မောင်နှမရဲ့လိုမျိုးအရန်ဟိုဟိုခင်တယ်ပေါ့နော်။ကိုနေဝင်ကမချောနဲ့ဂျူလီနဲ့ဆိုအဲ့လိုစကားလေးအရန်ပြောကြရတယ်အဲ့လိုမျိုးအရန်လည်းခေကြတဲ့အခါကျတော့တိုးဆောင်တဲ့အချိန်မှာအရန်ရင်းနှီးသွားတဲ့တငယ်ချင်းမောင်နှမလိုအရန်ခင်သွားပြီဆိုရင်အဲ့လိုမျိုးတွေရိုက်ရတာအရန်ခက်ခဲတယ်။အဲ့လိုပါလား။ဆိုတော့ကိုနေဝင်ဆိုလေဂျူလီကိုပြောမနာစေတော့ဟဲ့။ညက်တော့ဘယ်နဲ့လား။ ိုးမျက်နှာကလည်းရည်ချင်နေရလေကြိတ်ပြီးရပါတော့ကိုဝါရလည်းကဲရိုးဆောင်တော့လေနေအဝင်းနေပြီးဟာ၆ပါလေ၆အပါလေအဲ့လိုမျိုးလေးစူးစမ်းခဲ့ရတာပေါ့အဲ့စင်းရရချက်ပေါ့ကောင်းတယ်အဲရရိုးရပေါ့ရိုးရာချူလေးတွေဇောချွေးကြီးလည်းပိုပြန်တယ်ပိုပြီးတော့အတွင်းစိတ်ကြီးပြမန်းရတယ်ပေါ့နော်ငယ်ရင်းနေတဲ့တကယ်ချင်းနေတဲ့ကိုအရင်ညီကောင်မောင်မလေးခင်ရတဲ့သူတွေနဲ့ရိုက်ပြီးဆိုတော့ပိုပြီးဆိုးတယ်ရည်ချင်တာပေါ့လေနော်ဒါမဲ့လည်းအကောင်းဆုံးတော့ မပါအားသာသွားလဲဆိုချိန်လင်းချောင်းမို့လို့အဲပုံစင်းပေါ်ရောက်ပြီးဒီစကားတွေကတချင်းလေးဖွင့်လိုက်ပြီးဆိုတာနဲ့အဲချူလေးမဟုတ်တော့ဘဲနဲ့ယူပါပေါ့နော်ကိုနေဝင်းဆိုလဲအတက်နိုင်ဆုံး90ရာခိုင်နှုန်းလောက်ကိုကိုချမ်းပြေလို့ပဲမြင်ခဲ့ရတယ်အမှတ်တရတခုဖြစ်ဆုံးကတော့ဒီကားပြီးသွားတဲ့အချိန်ကြီးနောက်3ရက်လောက်ကြီးယူပါမှုမပြောက်ဘူးပေါ့နော်အဲဒီတချင်းလေးကိုအမြဲတမ်းကားထဲမှာနားထောင်နေမျက်ရည်ကြီးကြတယ်3ရက်လောက်ကြီးမျက်လေဆိုရင်သူကမနေတတ်ဘူး ရီးလည်းမသိဘူးအဲ့လိုမျိုးကအမတရားဖြစ်ခဲ့ဒီပါကာရက်တာနဲ့နောက်တစ်ကားကိုအများကြီးရုံးထွက်ဖို့ခက်ခဲခဲ့တယ်ပေါ့အာအဲ့တော့အရင်ကြာသွားပြီးတဲ့အချိန်ကျမှဂျူဂျူကိုကာပါရိုက်ဖို့အတွက်ပေါ့နော်ဖိုတိုရိုက်ဖို့ခေါ်တဲ့အချိန်မှာလည်းတစ်ချင်းလေးဖွင့်ပေးပါဆိုတဲ့အချိန်မှာချက်ချင်းယူပါဖြစ်သွားတယ်ပေါ့နော်အဲ့ဒါတော့ပထမအထူးကြားဆုံးမှာအဲ့လိုဟိုဆိုင်ဝင်းမော်ကိုဦးကိုခန်းစားခဲ့ရတယ်လို့မျိုးပဲပေါ့နော်ဒီဒီကားကလည်းဒုတိယမြောက်ယူပါနဲ့ကိုချမ်းပြေးဆိုတဲ့ဖိနေရခဲ့တာချူလေးတွေ့တာဒုတိယမြောက်ကားလို့ အဲ့ဒါတော့ဆရာကတော့သူတင်ထားတာယူပါတမျိုးလေးနော်ဆရာကိုယ်တိုင်လည်းသူတရုပ်ဆောင်ထားတဲ့အခါကျတော့သူတင်ထားတဲ့ယူပါမဟုတ်ဘဲနဲ့သူ against လုပ်တဲ့ယူပါအနေနဲ့သူတော့တကယ်အတီးကြမလုပ်ရဲဘူးလေနော်တစ်တော်တဲ့ကျတော့သူက open ပဲလေအဲ့တော့ဆရာကိုပြန်နှောက်လိုက်တာမျောလင့်ထားဘူး တွေ့လိုက်တော့အရင်သဘောကျသွားတယ်လေအဲ့ဒါနဲ့ရောင်းမြန် ID ပြန်လုပ်လိုက်တာဟုတ်ဟုတ်အဲတကယ်တမ်းပေါ့နော်အဲ့လိုမျိုးဆော့ပေးရဲဆိုတဲ့ကွာဒီ feeling ဆိုတဲ့ကားပေါ်မှာဆရာရဲ့စိတ်ခံစားချက်ဘယ်လောက်ကြီး ဆရာစိတ်နစ်ထားလဲဆိုတာတွေ့ရတယ်ပေါ့နော်အဲ့ခါကျတော့ချူလေးကိုယ်လိုက်ရလဲစကားတွေတကားတကားပြန်တယ်ကိုယ်ကိုယ်လိုက်လဲကြော့ကြော်တွေနဲ့အမြဲတမ်းပေါ့နော်ဟိုအဲ promotion တွေလုပ်တယ်ပေါ့ဒါပေမဲ့ဒီကားမှာဆရာတော်တလောက်နေအနိုင်အားတိုက်ဆိုကိုယ်လည်းပါရမယ်ဒါပေမဲ့ character ကိုတော့ဖွက်ထားတာပေါ့ဆရာကဒီလိုဒီဥစ္စာပဲဆရာမသိတယ်လို့ပြောင်းပြန်နေတဲ့ဥစ္စာပေါ့ပေါ့ပါပါလို့ပုံလားအဲ့လိုလည်းမဟုတ်ပြန်ဘူး အပါလေးနဲ့အဲ့လိုလေးဘာရဲအဲ့လိုမျိုးလေးလည်းခံစားရင်ခံစားရတော့မှာပေါ့နော်အဲ့တော့ feeling တွေကတော့ကားကြည့်ပြီးမှအားလုံးပြန်ပြီးမယ်ဘယ်လို feeling ရခဲ့လဲ လေတန်ကလည်းဆရာချင်းပေးထားတဲ့လေတန် flow လေးဖြစ်နေတာပေါ့နော်ဟုတ်အရင်အကားတိုင်းတော့အကုန်အားထားတာပါပဲဒါပေမဲ့အထက်မှာမှဂျူလီယာဒရာမာနဲတယ်လေအဲ့ဒီမှာမှရှရှပပဒရာမာတဲ့ကောင်မှကိုရဲအားကြပြီးတော့ကိုရဲလေးစားရဲ့အလုပ်တွေလုပ်ချင်တယ်ကိုဝိုင်းတဲ့ကားဆိုပို့ပြီးတော့တောင်မှပေါ့နော်အားထားရတာပေါ့ဒီကားထဲမှာအဲဂျူလီအရင်သဘောကျတဲ့ချက်ကလုံးဝမိတ်ကပ်မလိမ့်မဲနဲ့အရင်သဘောကျတယ်အခုကတည်းကလည်းမိတ်ကပ်မလိမ့်မဲနဲ့ရရတဲ့ကားကို confident အရင်ရှိတယ် သိဘူးအဲ့လိုမိတ်ကတ်တွေအရင်လိမ့်ရတဲ့ကားတွေဆိုဘော်ရီများတယ်မလှမှာဆိုရုပ်ရင်သွားမှာဆိုမိတ်ကတ်ဘာမှမလိမ့်လေအရင်ကိုကိုကိုသဘောကျလိမ့်မယ်အဲ့တော့ဘာမိတ်ကတ်မလိမ့်ထားတဲ့ကားတွေပေါ်မှာဒီကားကအသာဆုံးကိုကိုကိုပြောရနော်အရင်ကြိုက်တယ်ဟုတ်ဘာလို့လဲတော့မသိဘူးအရင်ကတည်းကမိတ်ကတ်လည်းရုပ်ကြီးရင်သွားတယ်ပြောခံရတယ်လေမိတ်ကတ်မလိမ့်ထားတာလေးကပို့ပြီးတော့အဲသဘာဝကျရတယ်အဲ့လိုခဏခဏလိုကြားနေရတော့ဟိုရုပ်ရှင်လေးဆိုမိတ်ကတ်မလိမ့်ရတယ်ကြိုက်တယ် ော်မြေခုံးကွင်းလဲအဲ့လိုကြီးမလုံထားပါဘူးဒီတိုင်းပဲပပလေးပဲအောင်သာလေးလောက်ပဲပုတ်ထားအဲဒါမဲ့အသားမဲတာတွေပါရောမလုံတော့ဘူးအကိုရှိရွယ်အသားနဲ့ပဲတိဥဆောင်လိုက်တယ်ဘာလို့လဲဆိုတော့အင်းကိုလုံတိုင်းအသားမဲရမယ်ဆိုတာတော့မဟုတ်သေးဘူးနော်ကိုကကြောက်လဲတအားကြီးဟိုလိုမျိုးအရင်ကဘလုံးကောက်ရတဲ့နေရာနေအင်ကူဖြစ်တဲ့ character တော့မဟုတ်ဘူးအဲ့ခါကျအဲ့ခါကျတော့လည်းတမျိုးပေါ့မဲအင်ကူဆိုပေမဲ့လည်းခုမှလည်းမိသားစုရှိရယ် ဒီတကယ်ချမ်းသာတဲ့တတိယအိမ်အထူးသဖြင့်ကတော့အင်းကအဲလိုက်တဲ့ကောင်မလေးကိုပဲကြည်လိုက်တာပေါ့နော်သူလိုနေသူအရန်လာချင်တယ်သူတစ်ခါတည်းရေလဲဆိုးတာပဲအဲ့လိုမျိုးပေါ့နော်သူလာချင်တယ်သူတက်ရက်နေရေဆိုတော့ဒီကကြီးထဲမှာအိမ်လောက်ရမယ်ဆိုတော့လဲတူရမယ်လို့လည်းမဆိုဘူးနေနော်အဲ့တော့ natural ပေါ့တဘာဝအတိုင်းလည်းတည်ဥဆောင်တာအဲဆရာဆရာရလိုက်တဲ့ပညာဗမာတိတာလည်းနောက်ပိုင်းရိုက်တဲ့အချိန်မှာတိတာတယ်ဒါပေမဲ့အခုချိန်ကြီးဆရာပေးတဲ့ပညာကိုသူတွေအပြည့်အဝမရသေးတာတော့ဘလို့ ဖလိုးကအရန်တန်းတယ်ဂျူလီယာအပြင်မှာစကားပြောရင်လည်းအရန်တန်းတော့လေအဲ့ဒါလေ့ကျင့်နေရတော့မယ်တစ်ချက်တစ်ချက်လွတ်လွတ်သွားတယ်အဲ့လိုမျိုးပြီးပေါ့အဲ့ဒါတော့ဆရာပေးပေးပဲကိုကမရတယ်ဘူးပေါ့အာမချက်ကတော့ဆရာချီးကျူးခဲ့ပါတယ်ဒါမဲ့လည်းဆရာနဲ့ရိုက်တဲ့အချိန်မှာဆရာပြောတယ်လေအဲ့လိုတိတ်ဘလောက်ကြီးသွားရတယ် အလောက်ကြီးစုခဲ့ရတယ်ဆိုတာမျိုးတွေကြားလို့လည်းချူရဲ့အလောက်ကြီးမခံခဲ့ရဘူးအများဆုံးတိတ်ဖောလောက်ပဲတိတ်20တို့70 17တို့ဖြစ်ခဲ့ဘူးပေါ့နော်အဲအဲ့လိုမျိုးအကောင်းဆုံးကြိုးစားခဲ့တဲ့အခါကျတော့ဆရာကတော့ဟိုချီးကျူးခဲ့တယ်မချီးကျူးလို့ဆိုရင်လည်းအများမစုခံရဘူးမခံရဘူးပေါ့နော်ပြိတ္တအနေနဲ့တော့ ခံစားကြည့်ပေးပါပေါ့နော်သူကတော့အကောင်းဆုံးစူးစမ်းလိုက်ပြီးပြည်ပဒရဲ့အကြိုက်နဲ့ထပ်တူကြဖို့ဆိုတာပြည်ပဒတွေကြည့်ပြီးမှပဲသူတို့ဒါဝေပြန်အကြံပြုမှာဆိုတော့လေသူကတော့ဘယ်လိုခံစားရလဲဆိုတော့ဒီကားကိုကြည့်ပြီးသွားရင်အရင်သားထောင်ချက်တွေပါလေဟုတ်ကဲ့